ရှိုးဆိုတဲ့ကောင်လေးကနှလုံးအားနည်းတဲ့သူဖြစ်တာကြောင့်မခွဲစခင်မှာခရခဏနိုင်ယူတဲ့ကြီးလက်မှာရှိတယ်။ရှိုးရူမီတာစုကမျိုးစစ်ဆက်ပန်းဆိုင်ခဲ့တဲ့အင်ကိုရောက်လို့လာရပါတယ်။အဲ့ဒီအိမ်မှာထူးခြားတာကတော့လူတီတီတီလို့ခေါ်တဲ့မလမလေးလို့တဲ့အဲ့ဒီအိမ်ချမ်းမီတနေရာအောက်မှာနေထိုင်ခဲ့ပါတယ်။အဲဆိုတဲ့မိကလေးကတွေ့ရတဲ့ခုနေရင်ရှိုးကမှတ်တမဲ့မြင်လိုက်တာကြောင့်လန့်ကြည့်ခဲ့ပါတယ်။အဲရတော့ရှိုးကိုမြင်လိုက်တာကြောင့်အမြန်ပြေပေါ်လိုက်ရပြီ။ခဏကြာမှတော့ရှိုးကမျက်စိအမြင်မှားတာဖြစ်မှာပါဆိုပြီးပြန်တော့ခဲ့ခြင်း။အဲရတော့အိမ်ကိုအမြန်ပြေးသွားလိုက်ရပါတယ်။ အင်းကိုပြန်ရောက်တဲ့ခါမှာတော့အမေဖြစ်သူကရောက်လာပြီမဆူဖို့တော့အမွေးနဲ့လက်ဆောင်ဆိုပြီးသူခူးလာတဲ့ပန်းရည်တွေကိုပေးလိုက်ပါတယ်ဒါပေမဲ့သူ့အမေကတော့အဲကိုအဖေတို့မေတို့မသိအောင်အပြင်းထွက်ပြီးပြန်လာတာလားလို့ပြောခဲ့ပါတယ်အပြင်းတော့ကနေလူသားတွေကဘယ်တော့တော့ကြောက်စရာကောင်းတယ်ဆိုရင်မိရဲ့အဖိုးဖြစ်သူကဖားစာပြီးတက်ခံလိုက်ရတယ်လို့ပြောပြခဲ့ပါတယ်ငါ့စာစားနေရင်အဖေဒီညလူတွေစီကပြင်ဆင်အငားတော့ရင်တမီလဲလိုက်ရှင်တယ်လို့အဖေဖြစ်သူကိုပြောလိုက်တဲ့ခါမှာတော့လက်ခွန့်ပေးခဲ့လိုက်ပြီးမိမဖြစ်သူကတော့ ်ရှင်မန်ကျောက်သမီးကိုလက်ခံပေးရတာလေမေးတခါမှတော့ငါတို့ကအတက်ကြီးနေပြီလေအဲကလည်းအရရောက်နေပြီဆိုတော့ငါတို့မရှိရောနဲ့တနေကြရင်သူကကိုယ့်ဟာကိုယ်ရှာဖွေစားတော့မှာဖြစ်တာကြောင့်ခုကလေးကစားပြီးလက်ချစ်ပေးရတာဖြစ်တယ်လို့ယောက်ျားဖြစ်သူကပြန်တော့ခဲ့ပါတယ်အဲနောက်ချင်းကားဗုဒ္ဓပြစ်စေစရာရှိတာတွေကိုပြင်ဆင်ခဲ့ပြီးအမိဖြစ်သူကတော့အေးအတွက်လိုအပ်တာတွေကိုမှာနေခဲ့ပြီးအကယ်၍လူငှီကွိုင်းပစ္စည်းတွေကိုအဓိကမထားပဲလူရာအရောက်ပြန်ခဲ့ကိုမှာခဲ့ပါအဲနောက်မှာတော့တာဖန်ယောက်ကလူရေစီယာချင်းကားဗုဒ္ဓအေကန်နဲ့စက်တွေထွက်ခါတွားရကြပါတယ်အဲကတော့ တွေ့ဘောမှာပထမဆုံးလူတွေစီရတီစီတွေကိုချင်းငားရမှာဖြစ်တာကြောင့်ပျော်လို့နေခဲ့ပါတယ်။အဲနောက်မှာတော့တခြားလေးရှိတယ်။မိဖို့ကန်းကိုရောက်လာခဲ့ပြီးအဲကတော့သူ့တို့အိမ်မှာရှိနေတဲ့အတုံးဆောင်တွေပစ္စည်းတွေထက်အဆောက်အအုံများစွာကြီးနေရကြောင်းအံ့ဩနေခဲ့ပါတယ်။အဲရဲ့ဖေကတော့တခြားလေးရှိတဲ့နေရာကိုသွားပြီးအဲကိုတော့ဒီနေရာမှာပဲဆောင်ခိုင်းနေခဲ့ပါတယ်။အဲကတော့အဖေဖြစ်သူလောက်တာကိုကြည့်ပြီးငါဖေအရန်တော်လာပဲလို့ပြောခဲ့ပါတယ်။သူ့ဖေကတော့တခြားလေးထည့်လာတဲ့ပကံတွေကတခြားလေးတစ်ခဲကိုယူခဲ့ပြီးတမိဖြစ်သူကိုလာရဖို့ခေါ်ခဲ့လိုက်ပါတယ်။တမိဖြစ်သူရောက်လာတော့အပေါ်ကနေတခြားလေးတစ်ခဲကိုချပေးခဲ့လိုက်ပြီး နောက်ထပ်ယူသွားရမှာကတစ်ရှူပဲဖြစ်တယ်လို့အဖေပြုလာပြောလိုက်ပါတယ်။မေဟောတာတစ်ရှူရှိရဦးသွားတဲ့လမ်းမှာအဲရချွန်းထက်တဲ့ပင်းကိုတွေ့ပြီးအဖေဖြစ်သူကိုယူဆောင်ဖို့ပြောရပါတယ်။အဖေဖြစ်သူကတမိဖနမဆုံးငားထားတာဖြစ်တာကြောင့်ယူဆောင်ဖို့ပေးခဲ့လိုက်ပြီးရှေ့ကိုခီးဆက်ခဲ့ပါတယ်။အပေါတို့ကနေလမ်းကူလိုက်တဲ့ချိန်မှာတော့သူတို့အရင်နဲ့အနေတော်ဖြစ်နေတယ်။အေးတီးတီးလေးလေးရောက်သွားရပါတယ်။အဲ့ဒီအိမ်မှာပစ္စည်းပစ္စည်းအားအစုံလင်ရှိနေကြကြောင်းတမိတို့လားဒီနေရာမှာနေထိုင်လို့ရရင်ကောင်းပါပဲလို့ပြောဆိုခဲ့ပါတယ်။သူအမေရရှင်နဲ့မိဘခင်ကိုတွေးလိုက်တဲ့ခါမှာတော့ ဒီပစ္စည်းတွေဒါအမေတွင်းပြောနေပါပဲလို့ပြောတဲ့ခါမှာတော့အဖေဖေတို့ကဒီအိမ်လေးထဲကပစ္စည်းတွေကယူဆောင်ခွင့်မရှိဘူးလို့ပြောခဲ့လိုက်ပြီးအချိန်မနှောင်းရင်တ िश ူကိုအမြန်တွားယူခဲ့ပါတယ်တ िश ူရှိတဲ့နေရာကိုရောက်တဲ့ခါမှာတော့တာဖာနေရာကိုတူတူအားနဲ့တ िश ူတရက်ကိုထုတ်ယူဖို့ကြိုးစားရပါတယ်ကဲမကောင်းတာနဲ့တူတူတ िश ူယူနေတာကိုရှူကမြင်သွားတဲ့ခါမှာတော့အဲတရားထိလိုက်လို့နေခဲ့ပြီးဟာတွားပြီသူငါတို့မြင်သွားပြီဘလို့လောက်ရပါမလဲမတိရချာပုံးနေလိုက်ပြီးနောက်ချောင်းပြန်လဲဖို့အဖေဖေတို့ကိုပြောပြပါတယ်အဲမှာတို့တို့ယူဆောင်ခဲ့တဲ့ကြကြရေးကကြာတော့ရပြီးပြန်တွားယူလို့မဖြစ်တော့တာကြောင့်ပြန်ခဲ့လိုက်ပြီး ရှိုးကတော့မကြောက်ပါနဲ့ငါမင်းတို့ဘာမှမလုပ်ပါဘူးငါမင်းကသူငယ်ငယ်လေးတွေကဒီမှာလူပူလေးတွေရှိတယ်ဆိုတာကိုမြင်မှုတယ်ဆိုတာပြောပြခဲ့ပြီးအဲတို့တားပါကတော့ပြန်သွားကရှိုးကတော့ပြန်ရဲပြောပြီးကြံနေခဲ့ပါတယ်အဲကတော့အိမ်ပြန်လာမှာသူကြောင့်ဘာတစ်ခုမှမရလိုက်တာကြောင့်အတော်လေးကိုစင်မကောင်းဖြစ်နေပြီအဖေဖြစ်သူကတော့ဘာမှမဖြစ်ပါဘူးရပါတယ်လို့ပြောလိုက်ပြီးတဆက်တည်းခုဖြစ်ပြခဲ့တာတွေကိုညီအမေကိုတော့မပြောနဲ့အောင်လို့ခဏနေညီအမေစင်မကောင်းဖြစ်နေပါဦးမယ်လို့ပြောခဲ့ပါတယ်အိမ်မြောက်တဲ့ခါမှာတော့ဒီနေ့ပြန်လာတာစောလာပါလားဟေးဟုတ်တယ်မိမေကလည်းပြန်လာခဲ့ရလား မင်းမလိုက်တဲ့ကြားခဲတယ်တော့မပါဘူးကွာရပါတဲ့တော့ရှင်တို့တပန်းရောက်ခုလိုအနေကိကိနဲ့ပြန်လာတာဘောပဲကြောက်ပြန်ဝမ်းလာနေပြီတော့တမီးလည်းအရင်တမီးပထမဆုံးငားလာတဲ့ပစ္စည်းကိုမိအမေကိုပြလိုက်ပါဦးဒီမှာမင်းတမီးငားလာတဲ့ပစ္စည်းအမေပြတို့ကဒီပင်ကကခြုံထက်တာကြောင့်ဂယူတက်ဆိုင်တခြားခိုင်းကမထိုးမိစေနဲ့လို့မှားလိုက်ပြီးတမီးလည်းပြင်မနေပြီဆိုတော့နားလည်အောင်လို့အမေဖြစ်တို့ကပြောလိုက်ပါတယ်အဲကတော့သူကြောင့်ဘာမှမရလိုက်တာဘောစိတ်မကောင်းဖြစ်လို့နေခဲ့ပြီးစိတ်ပြက်လက်ပြက်နဲ့ထိုင်နေသေးလူတယောက်ကအေးရဲ့ကျမ်းပေါက်တစ်ခုမှာ တခြားခဲတကူကိုလာထားထားတာကိုမြင်လိုက်ပြီးဘလို့လာထားထားလဲဆိုတာကိုသိချင်တာကြောင့်နောက်ကနေလိုက်ကြည့်ခဲ့ပါလာထားထားတဲ့သူကရှုပ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အဲနောက်မှာတော့အဲဟာအင်ကိုပြန်လာခဲ့ပြီးတက်စကန်နာမှာတခြားခဲလာထားထားတယ်လို့ပြောတဲ့ခါမှာတော့ဒါကထောင်ရောက်ပဲဖြစ်မယ်တော့ယောက်ျားရဲ့ဘလို့လွတ်ကြမလဲအင်ပြန်ကောင်းမလားကျိုးဖြစ်တော့ဒီလိုလက်လက်ပါပါလှုပ်ထားပြီးမှပြောင်းချင်ပါဘူးမင်းကလည်းဒီလောက်ထိစိတ်မတော့မပူပါနဲ့ကွာငါတို့အချင်းတွေကိုတစ်ချက်ဆုံးကြည့်ကြတာပေါ့ခုလောလောဆယ်တော့ PC 9000ခဏရက်ထားအောင်ပေါ့ကွာ အဲနောက်မှာတော့အေကအဝလန်းနေတခြားခရောင်းမှာစားရတစ်ခုရှိတော့တည်ရတော့ပြီပြန်ထွက်ကြည့်ခဲ့ပါတယ်စားထဲမှာတော့မိမိထွက်တဲ့ပစ္စည်းဖြစ်တယ်လို့ရေးသားထားတဲ့စာကြောင်းအေကနောက်ထပ်အိမ်လေးကိုပြန်ဝင်ဖို့ပြင်ဆင်စရာရှိတာတော့ပြင်ဆင်ပြီးရဲ့နောက်မှာတော့သူ့အဖေနဲ့အမေရဲ့အလစ်ကိုစောင့်ကြည့်လို့နေခဲ့ပြီးအိမ်လေးကိုဝင်ခဲ့ပါတယ်အဲနောက်မှာတော့မင်းကလေးကရှိုးရှိတဲ့အခန်းကိုရောက်လို့လာခဲ့ပြီးတခြားခဲပြန်ပြီးကပြန်မယ်လို့တော့ရှိုးကခဏလေးနေပါဦးစကားလေးခဏပြောအောင်လို့ပြောခဲ့ပါကျမတို့ကိုမနှောက်ယှက်ပါနဲ့လူသားတွေကအန္တရာယ်များတယ်မင်းရောရင်နေရာပြောင်းရမယ်လို့အဖေနဲ့မိကပြောပြထားတယ် မင်းမလည်းမိသားစုတွေရှိရပဲလားရှိုးကမေးတဲ့ခါမှာတော့ရှိရဘောလို့ပြန်ပြောခဲ့ပါတယ်အဲခါပြန်မေးကြည့်တော့ငါမှရှိတော့ရှိတယ်မာငါအဖေတို့တကားမှမတွေ့ဘူးအမေကတော့အလို့များနေရကြအောင်ငါ့ကိုအချိန်မပေးနိုင်ဘူးလို့ပြောတဲ့ခါမှာတော့အဲတဲ့ရောက်ဆင်မကောင်းဖြစ်သွားပါတယ်အဲနောက်တင်းဟိုတယောက်မိတ်ဆက်ခဲ့ကြရင်ကြီးကန်းတကောင်ကအဲရှိရကိုလာခဲ့ပြီးကြီးကန်းရဲ့အရှင်ကအလွန်ပြင်းလာကြောင်းတန်စကားနဲ့ညှက်သွားခဲ့ပါတယ်ကြီးကန်းတကောင်ညှက်သွားတဲ့ကြောင်းသူ့ရဲ့အတောင်ပန်းနဲ့ထွက်ဖို့လှုပ်ခဲ့လိုက်ပြီးအတောင်ရင်ရှာအပြင်းလာကြောင်း အဲဒီတော့ပြုတ်ကြမလို့ဖြစ်လို့နေခဲ့ပြီးရှိုးကတော့မင်းကလေးကိုအသက်ဘေးကကယ်ခဲ့လိုက်ပြီးအဲဒီအချိန်မှာအတော်ကြီးကရောက်လာတာကြည်ကံကိုဖနှက်နဲ့ရိုင်းနဲ့မောင်းထုတ်ခဲ့ပါတယ်။တာနေရှိုးဘာဖြစ်သွားတယ်လဲဘာမှဖြစ်သွားဘူးဗျပြောလိုက်တဲ့ခါမှာတော့ပြန်ထွက်သွားခဲ့ပါတယ်။အဲဒီတော့အင်ကိုပြန်တဲ့လမ်းမှာအဖေဖြစ်သူကိုတွေ့ရတဲ့ခါမှာတော့တမီး အဖေတို့မကြည့်တော့အပြင်ထွက်ပြန်ပြီလားလူတွေကအနေများတယ်လို့အဖေပြောထားရင်မဟုတ်လားပြောတဲ့ခါမှာတော့တမီးလည်းတန်ခံကြလားကိုကြီးပေးချင်လို့ပါပြောတဲ့ခါမှာတော့နောက်တစ်ခါဆိုတမီးကိုအဖေထပ်ပြီးပြောချင်တော့ဘူးလို့ပြောဆိုခဲ့ပါအဲနောက်မှာတော့ဘိုးတော်ကမင်းလာရင်ငါတို့ဒီနေ့ကကြောင်းရမယ်အချင်းကိုရောက်လို့လာပြီလို့ပြောဆိုခဲ့တဲ့မင်းလာပြည့်သူကအနေရဆွာတော့ပြီးထိုင်ကြလိုက်ပါလေရှိုးတို့မိဖွားတွေကညကစားတော့နေပြီနေ့လေကကြည်ရလာတယ်ဆိုဟုတ်လားဘာဖြစ်သွားတယ်လဲဘာမှမဖြစ်သွားဘူးအတော်ကြီးလာပြီးမောင်းထုတ်လိုက်ပြီလို့ထွက်သွားတယ်လို့ပြောဆိုခဲ့ပါလေစားဆိုင်ရတဲ့တွေ့ခန်းထဲကအင်တီတလီအကြောင်းကိုမေးကြည့်ခဲ့ပါလေ အဲ့ဒီငါတားရမိပိုင်းလားသူအိမ်ပြောင်းတော့ကြံခဲ့တာလေတကယ်တော့အဲ့ဒီငါအဖွားဖေရဲ့လူသေးသေးလေးတွေအတွက်အင်္ဂလန်ကနေမပေးခဲ့တာဖြစ်ပြီးအဖွားရဲ့အဖေကဒီအိမ်မှာလူပူလေးတွေမြင်ခဲ့တာကြောင့်သူတို့တွေအတွက်ပေးဖို့လုပ်ခဲ့ပေမယ့်အဖွားအဖေလက်ထက်ပြင်အဖွားဘွားတခြားလုံးမတွေ့ရတော့တာပဲအဲနောက်မှာတော့လှူထားတဲ့အိမ်ကိုလက်ပြလွန်နေခဲ့ပြီးအိမ်ကအနှုတ်စိတ်လှူထားတဲ့ကြောင့်ရှိုးနဲ့အတော်ကြီးတို့ကအံ့ဩနေခဲ့ပါတယ် အဲလိုတာမင်းကြောင့်ညက်တာအတွက်ချက်ပြုတ်နေရင်အဖေဒီနေ့အပြင်ရွာတာနောက်ကျတယ်လို့ပြောရင်ဆိုရင်အဖေဖြစ်သူကနောက်တကားကနေဝင်လာရပါလေ။အဲမှာအဲရဲ့အဖေတူက6ရက်ခောက်လဲသွားပြီးဆယ်လာကအဖေကိုလိုက်ပို့ပေးတာလို့ပြောဆိုခဲ့ပါလေ။အဲရဲ့အမေကလက်ဖက်ရည်တောက်ပြီးမှပြန်မလို့ပြောဆိုခဲ့ပါလေ။အမေဖြစ်သူကအဲကိုဆယ်လာတွန်းလည်းဖေးတော့ဖြောခိုင်းလိုက်ပြီးအဖေကိုအခုလိုကူညီပေးလို့ကျေးဇူးတင်ခဲ့ပါတယ်။အန်နီတို့ထင်တာမဆုမျိုးလည်းစုမှာဒိုဝဲကြံတော့တယ်ထင်တာခုလိုမျိုးတွေ့နေရတော့ဝမ်းသာတယ်ကွယ်။အဲကအဲ့ဒါများလားခဏတော့ပြလို့ရမလားလို့ပြောတော့ပြီးရက်လိုက်ပါတယ်။တမီးရဲ့ အဲ့ဒါအတူတူတမိုးကြီးတာကြောင့်ပြန်မိခံလိုက်ပြီးဆယ်လာကတော့မြောင်းကိုဒီလိုကမ်းရကြောင် ပြတ်လာခဲ့လိုက်ပြီးအိမ်ကိုပြန်တော့မယ်လို့ပြောဆိုခဲ့ပါတယ်ခဏလေးပါအောင်ကွယ်သမီးလေးစားပြီးမှပြန်လာပေါ့လို့ပြောတော့ခါမှချိန်ဆတာနဲ့ပြည့်ရချက်တော့ကိုထုတ်ပြတာကြီးကောင်ရှိနေရကြောင်မစားတော့ဘူးလို့ပြောရင်းဆိုရင်နှုတ်ဆက်ခဲ့ပါတယ်အဲအားတော့ဆယ်လာကိုအိမ်ပြန်လို့လက်ပုတ်ပေးခဲ့လိုက်ပြီးအခုဆယ်လာကိုခုလိုတွေ့လိုက်ရတာကြောင်ညီမတို့မျိုးနယ်တွေဂျန်သေးတာကိုတွေ့လိုက်ရလို့ဝမ်းနာနေခဲ့ပြီးအခုမှတကယ်ချင်းနဲ့မိသားစုတွေရှိလာလို့မေးတဲ့ခါမှာတော့ငါမှမိသားစုမရှိဘူးလို့ပြောတော့အဲကအနေငယ်ကြီးသွားခဲ့ပြီး ဘလို့ပဲဖြစ်ဖြစ်ပါနောက်လမ်းကျော်ရင်လိုင်းဖို့အဲကပြောလိုက်ပါတယ်ဒီတစ်ခါမှတော့မိမဖြစ်သူကရှင်ပြစ်စီကောင်းတာမဟုတ်ပဲနေရာတွားရှာလာတာမဟုတ်လားလို့မိတဲ့ခါမှတော့ဟုတ်တယ်ငါနေရာတွားရှာရင်ခုလိုခြေထောက်ခောက်ထားတဲ့နေရာမှာဆယ်လောက်တွေ့တာကြောင့် तू ကငါ့ကိုအင်ပြန်လိုက်ပို့ပေးတာဖြစ်တယ်လို့ပြောရင်ဆိုရင် तू ကဒီနေရာကနေဟိုဘက်မြစ်ကမ်းထိရောက်ဘူးတာကြောင့်ငါတို့နေထိုင်ဖို့တအကူညီတောင်းရမှာပဲလို့ပြောရပါတယ်။အဲနောက်မှာတော့တာမင်းညောက်ကအေးအေးကြီးကြီးကိုချုပ်နေပြီးတမီးဖြစ်သူရဲ့ချုံရိုးကကျဲနေရကြောင်းပြန်ပြန်ခိုင်းလိုက်ပါလေ။အဲကတော့ခုလိုအေးအေးကြီးချုပ်တာကအိမ်ပြောင်းဖို့လားလို့မေးတဲ့ခါမှာတော့ အမေဖြစ်သူကဘာမှပြန်မပြောရပါဘူး။အဲရတော့အဖေဖြစ်သူကိုတွေ့ချင်ရင်လည်းတမီးလိုအိမ်ပြောင်းတော့မှလားလို့မေးရပါတယ်။ဟုတ်တယ်။လူသားတွေကမြင်သွားပြီဆိုတော့ပြောင်းမရမယ်။အဲရတော့လူသားတွေကအန်ဒီရမပြည့်ကြအောင်ပြောတဲ့ခါမှာတော့တမီးမမွေးခင်ကဒီမှာမိသားစုနဲ့ဆုနေထိုင်ရကြတယ်။ပထမမိသားစုကဆုံးသွားပြီးဒုတိယမိသားစုကပြောင်းလာကြတယ်။ဘလို့ပဲဖြစ်ဖြစ်အဖေတို့အသက်ဆက်ရှင်အောင်မယ်လို့ပြောကြတယ်။ရိုးရိုးရဲ့သူ့ရဲ့အိမ်ကလှုပ်ခတ်လာပြီးမလင်းလားဘာလားလို့ပြောဆိုခဲ့ကြပါတယ်။ ။အဲနောက်မှာတော့အဲရဲ့အမေရှိတဲ့မိဘကန်းကိုထုတ်လို့သွားခဲ့ပြီးမိဘကန်းအစ်ကိုလဲပေးလိုက်တာကိုမြင်တွေ့တဲ့ရတော့စွန့်ရသွားပြီးအင်းရဲ့အမိုးကိုပြန်ပေးပေးလိုက်ပါတယ်။အင်းနဲ့တူအဖေကတော့မိမဖြစ်သူကိုစိတ်ပူလို့တကားတော်အထင်းဖြတ်ဝင်ပြီးဝင်လို့လာရပါတယ်။မိမဖြစ်သူကတော့မိဘကိုငေးကြည့်နေခဲ့ပြီး ကျိုးအရင်ရခြင်းနဲ့မေဘခန်းကျိုးကိုရှမ်းလိုက်ရတာပျော်နေခဲ့ပါတယ်။အဲနောက်မှာတော့အဲရိုမီတာစုကအိမ်ပြန်ရတော့မှဖြစ်လာကြောင်းပစ္စည်းတွေကိုထည့်နေခဲ့ချပြီးလိုအပ်တာနဲ့နိုင်တာတော့ပဲတည်ရဖို့ယောက်ျားဖြစ်သူကပြောဆိုခဲ့ပါတယ်။အဲကတော့အိမ်ပြန်ရတော့မှဖြစ်လာကြောင်းရှိုးကိုတောင်းနှုတ်ဆက်ခဲ့ပြီးအဲရိုအိမ်ကိုအတော်ကြီးကရှာလို့တွေ့သွားပြီးမေဘခန်းကအလျှော့အိမ်ရဲ့မေဘခန်းဖြစ်လာကြောင်းဒေါရထွက်လာပြီးမေဘခန်းမှာရှိနေတဲ့အဲရဲ့အမေကထွက်ပြေးမယ်ကြံတော့အတော်ကြီးကဖမ်းဆီးကဖမ်းမှုတက်ထည့်လိုက်ပါတယ်။အဲနောက်အဲကသူ့အမေအတန်ကြားလာကြောင်းအိမ်ကိုပြန်သွားတဲ့ခါမှာတော့ ရွေးမြေချက်ကစောင်းနေတာကြောင့်သူ့အမေဒုက္ခရောက်နေပြီဆိုတာကိုသိသွားတဲ့နောက်မှာတော့ရှိုစီယိုတို့ကအမေဒုက္ခရောက်နေပြီဆိုတဲ့အကြောင်းပြောပြပြီးအခုညတောင်းရပါတယ်။အဲနောက်မှာတော့အဲတို့ရဲ့အိမ်မိုးကိုကော်ဖင်ကြည့်လိုက်ပြီးအလော်ကြီးကဖွင့်ထားတာဖြစ်မယ်။ဒါဆိုသူကအမေကိုခန်းထားတာဘောလို့ပြောခဲ့ပါတယ်။ရှိုကမိဖို့ခန်းမှာရှိနေတာကိုအတော်ကြီးကတွေးသွားတော့လှန့်သွားခဲ့ပြီးပိတ်ထားတဲ့ view house ကိုလမ်းကြည့်လိုက်တော့ရှိုကမြင်ရတဲ့အကြောင်းဒီညမှာရှိရတရားရပြီလို့ထင်သွားခဲ့ပြီးအဲကိုမိအမေဒီ view မှာရှိကြောင်းလက်ညှိုးထိုးပြခဲ့ပါတယ်။အဲနောက်အဲက view ခန်းထဲဝင်သွားပြီး အမေဖြစ်သူကိုတွားရှာကြည့်ခဲ့ရတွေ့ခဲ့လိုက်ရပြီအမေဖြစ်သူကလည်းသူ့သမီးလာခဲ့တာကိုတွေ့လိုက်ရတဲ့ခါမှာတော့ဝမ်းလာလို့တွားခဲ့ပြီအမေဖြစ်သူကိုကယ်ရရပါတယ်အဲနောက်မှာတော့အဖကြီးကအင်ကိုရောက်လာခဲ့ပြီဒီပူမွားနေနေလေးတွေကဘာကိစ္စကြောင့်ရောက်နေတာလဲလို့မေးတဲ့ခါမှာတော့အတော်ကြီးကလူပုလေးတွေကဒီအင်ကဖြစ်စီတွေကိုခိုးယူနေကြတဲ့လေတခိုးလေးတွေဖြစ်တာကြောင့်ပူမွားနေနေလေးတွေကိုခေါ်လာဖြစ်ပြီးသူတို့ရဲ့အင်ကိုပါပြတဲ့ခါမှာတော့အင်ကရှိလို့မနေတော့ပဲတွေ့ရတွေ့ပုံများလို့တာတွေ့လိုက်ရပါတယ်အဖကပူမွားနေနေလေးကိုပြန်လို့ပြောတဲ့ခါမှာတော့ အင်းဒီဒီလေးရဲ့မိဘကန်းကိုသူတို့ခိုးယူထားပါတယ်လို့ထပ်မံပြတ်တားခဲ့ပါတယ်။အဲမှမိဘကန်းကပြောင်းမနေပဲရှိလို့နေခဲ့ပါတယ်။မိဘကန်းကနေစိတ်ပြီးမွေးတဲ့အနောက်ကိုရတာကြောင့်ဒါဆိုအဖေပြောသလိုလူပူလေးတွေရှိတယ်လို့မိဖြစ်သူရှိုးကိုပြောပြခဲ့ပါတယ်။အတော်ကြီးကတော့ပလင်းထဲမှာထူထင်းထားတဲ့လူပူလေးကိုထားကြည့်ခဲ့ပြီးမရှိတော့တာကြောင့်စိတ်တူလို့နေခဲ့ပါတယ်။အဲလိုမလာဆိုကညာတွင်ချင်းအိမ်ပြောင်းခဲ့ကြပြီးအဲလိုပြောင်းသွားတာကိုတိလိုက်ရတဲ့ညောင်ကတခင်ဖြစ်သူရှိုးကိုတွားပြီးပြောပြခဲ့ပါတယ်။အဲနော်ဒီဘေးမှာစောင့်နေတဲ့ဆယ်လာနဲ့ အဲ့ရဲ့အဖေတို့အထောပိုးတွေကိုကြောင်းကိုတင်နေခဲ့ကြပြီးအစင်းလေးဖြစ်ရင်ပန်းချမယ်လို့ပြောတဲ့ခါမှာတော့တကယ်ချင်းဖြစ်သူအဲ့ကိုရှိုးကအော်ခေါ်ခဲ့ပြီးအဲ့ကနောက်ဆုံးချိန်အနေနဲ့တွားပြီးနှုတ်ဆက်ခဲ့ပါတယ်ဘလို့ရောက်လာတာလဲမေးတော့ညောင်ပြောပြလို့ရောက်လာတာဖြစ်ပြီးလက်ဆောင်အနေနဲ့ကြကြဲပေးလိုက်ပြီးအဲ့ကတော့ခေါင်းညကိုလက်ဆောင်အနေနဲ့အပြန်အလှန်ပေးခဲ့ကြပြီးဘယ်နှစ်ခွဲစိမ့်မှလဲလို့မေးကြည့်တော့တပတ်ခါလို့ပြောလိုက်ပါတယ်အဲ့ကရှိုးကိုအောင်မြင်စွာခွဲစိမ့်နိုင်ကြောင်းဆုတောင်းပေးခဲ့လိုက်ပြီးတပတ်ကဆယ်လာကတော့တွားဖို့အချိန်တန်ပြီဆိုတဲ့အကြောင်းပြောလာတဲ့ခါမှာတော့ နယ်တော့ဝမ်းနဲ့ကြေခဲ့ပြီးအဲ့နေရာမှာတည်းလမ်းခွဲလိုက်ကြပါတယ်။အဲလိုမီတာဆိုတော့မစ်တောင်းတစ်ချောက်အတိုင်းသူတို့ရဲ့အိမ်တစ်ရှိရကိုတွားခဲ့ကြပါတယ်။